မြန်မာလူမျိုးတွေဗုဒ္ဓပူဇင်းကြီးရပွဲဆိုပြီးတော့ဖျားပွဲကျင်းပါတယ်ခေါင်းစီကတော့တိတ်လှတယ်နော်ဗုဒ္ဓပူဇင်းကြီးရပွဲဖျားပွဲတဲ့နော်သုံးချိန်ကြောင်လဲဖျားကိုမေးတယ်တပည့်တော်တို့ရဲ့ဆရာဆရာတွေကမာခဲ့တယ်တပင်းတဲတွေကလူတွေကိုပျော်ရွှင်အောင်လှုပ်တာဖြစ်လို့ကုသိုလ်ရတယ်အဲ့ဒါတည်လို့ရှိရင်လက်ပြေကိုရောက်တယ်လို့ပြောပါတယ်ဟုတ်ပါသလား မနှခါမေးတော့ဘုရားကိုသုံးခါမေးတယ်နော်ဇပွဲတွေကျင့်ပါတာဟာကုသိုလ်ရသလားသိလို့ရှိရင်နှက်ပြောက်သလားလို့မေးတယ်မေးခွန်းဒါအလွန်မေးတဲ့မေးခွန်းဥစ္စရောမြန်မာလူမျိုးတွေနဲ့တိုက်ကြိုက်တယ်အပြည့်လို့လဲဆိုတော့ဥစ္စရောမြန်မာတွေကပွဲတိုက်ကြိုက်တာလေချင်ပြူပွဲမှာလဲအစိုးအငိုတွေပါတာပဲကထိန်ပွဲမှာလဲအစိုးအငိုတွေအတိအမုတ်အကအခုံတွေပါတယ် ော်ဒီနေ့ခေတ်ဆိုပူတော်ဆိုးသေးတယ် DJ တွေတောင်ပါလာသေးတယ်နော်ကထိန်ပွဲနဲ့ DJ နဲ့ဘာမှလည်းမဆိုင်ဘူးအဲ့တော့ DJ တွေလည်းပါလာတယ်အဲ့တော့ဖျားပွဲဗုဒ္ဓပူဇနီးယပွဲဖျားပွဲဆိုရင်လည်းအဲ့ဒီအတီအမုတ်အကအခုံတွေအကုန်ပါလာတယ်အဲ့တော့ဦးဇေတို့မြန်မာလူမျိုးနဲ့ဒီမေးခွန်းကတော့ကြိုက်ပြီနော်အဲ့တော့အဲ့ဒီပွဲလန်းသမင်တွေပြုတ်လောက်တာနော်ကုသိုလ်ရသလားသိင်နဲ့ပြောက်သလားဆိုတဲ့မေးခွန်းတိတ်ကောင်းတဲ့မေးခွန်း ြန်မာလူမျိုးတွေတေချာနားထောင်တော့ပတ်စံတွေအများကြီးကုန်တယ်နော်ကုသိုလ်တကယ်ရမရနားထောင်ကြည့်အဲ့တော့ဘုရားကဖြေတယ်ဒကာကြီးတဲ့၃ချိန်၃ခါတီတီငါကညင်းခဲ့တယ်နော်တဲ့မဖြေဘုရားစင်နဲ့လို့ငါညင်းတယ်ညင်းမရဘူးဒကာကြီးကနော်ဖြေခိုင်းနေတယ်ပြီးတော့ငါဖြေရတော့မှာပေါ့တဲ့ဘုရားကပြောပြတယ်နော်ဘုရားကပြောပြတယ်အေးအဲ့တော့စဉ်းစားကြည့်တဲ့နော် တဲ့လောဘတွေနဲ့ကာမဂုဏ်အာယုန်တွေမှာပျော်မွေ့နေကြတာလေတဲ့နော်လောဘတွေနဲ့ကာမဂုဏ်အာယုန်တွေပျော်မွေ့နေကြတာအဲ့လိုလောဘတွေနဲ့ကာမဂုဏ်အာယုန်ပျော်မွေ့နေတဲ့လူသားတွေကိုနော်ဖျော်ဖြေပေးမယ်အချင်းတွေဖျော်ဖြေမယ်နော်တယုတ်ဆောင်မယ်တပင်တယ်တွေတယုတ်ဆောင်မယ်ကမယ်ခုံမယ်နော်ဒီနေ့ခေတ်ဆိုရင်ပိုဆိုးသေးတယ်အတူအပြက်တွေဝတ်မယ် မပေါ့တဘောတွေဝင့်မယ်အောက်ကနော်တကောင်သားတွေကနော်ဟေးလာဝါလာနဲ့ခုံကြကားကြပျော်ကြပါကြနော်စားကြနောက်ကြနဲ့လောဘတွေကို ပို့ပြီးတိုးစေတယ်စဉ်းစားနော်စဉ်းစားနော်တခြင်းနေအော်ဟိတီဆိုပြီးတော့လောဘတွေဖြစ်စေတယ်စဉ်းစားနော်လောဘတွေဖြစ်တယ်တီဆိုသူလဲလောဘဖြစ်တယ်နားထောင်သူလဲလောဘဖြစ်တယ်ကခုံသူလဲလောဘဖြစ်တယ်နောက်တစ်ခါဇပွဲတွေ ရုပ်ရှင်တွေတရုပ်ဆောင်တယ်တရုပ်ဆောင်ပွဲတွေမှာတခါတလေမင်းသားကိုလူဆိုးတွေကနှိပ်စက်တဲ့အခန်းတွေပါလာတဲ့အခါမှာပရိသတ်တွေကမကျင်တယ်ဘူးလူဆိုးတွေကမင်းသားကိုနှိပ်စက်ရကောင်းလားမင်းသမီးကိုနှိပ်စက်ရကောင်းလားဒေါသတွေဖြစ်ကြည့်နော်ကြည့်နော်ဒီပွဲလဲတပင်တွေကိုကြည့်ပြီးတော့ပရိသတ်တွေဘာဖြစ်နေလဲဒေါသတွေဖြစ်နေတာဒေါသတွေဖြစ်နေတာဟောနောက်တစ်ခါ လူတွေကိုလှည့်စားတယ်သေုပ်ဆောင်ပြီးတော့လူတွေကိုလှည့်စားအောက်ကလူတွေမောဟတွေဖြစ်နေတာအမှန်ကိုမသိဘူးအပေါ်မှာသေုပ်ဆောင်ပြနေတာမောဟတွေဖြစ်နေတာအဲ့တော့ဇပွဲသမင်ဆိုတာလူတွေကိုဘာဖြစ်လဲဆိုတော့လောဘတွေဖြစ်စေတယ်ဒေါသတွေဖြစ်စေတယ်မောဟတွေဖြစ်စေတယ်တဲ့ရုပ်ရှင်တကားကြည့်ရုပ်ရှင်ကိုကြည့်ပြီးတော့ဘာတွေဖြစ်လဲလောဘတွေဖြစ်တယ်ဒေါသတွေဖြစ်တယ်မောဟတွေဖြစ်တယ်အဲ့တော့ လူတွေကို လောဘဖြစ်အောင် လုပ်တဲ့အလုပ်ကဲအလုံးစင်းစားစမ်းကုသိုလ်လားအကုသိုလ်လားလူတွေကိုဒေါသဖြစ်အောင် လုပ်တဲ့အလုပ်ကုသိုလ်လားအကုသိုလ်လားလူတွေကိုမောဟဖြစ်အောင် လုပ်တဲ့အလုပ်ကုသိုလ်လားအကုသိုလ်လားမြတ်စွာဘုရားကနော်တခါကြီးစဉ်းစားကြည့်တဲ့အဲ့ဒီလိုလူတွေကိုကြည့်ချူနားထောင်နေတဲ့ပြိတ္တတွေကိုလောဘဖြစ်အောင်လုပ်တဲ့အလုပ်ဒေါသဖြစ်အောင်လုပ်တဲ့အလုပ်မောဟဖြစ်အောင်လုပ်တဲ့အလုပ် အဲ့ဒါကုသိုလ်ရပါမလားဆိုတော့ဟိုလူကြီးသဘောပေါက်သွားအဲ့ဒါကြောင့်တဲ့ဒီတပင်းတဲ့တွေသူများကိုလောဘဒေါသမောဟဖြစ်အောင်လှုပ်တဲ့အတွက်ကြောင့်ကုသိုလ်မရဘူးသိလို့ရှိရင်အဲ့ဒါအဝီစီးငရဲကိုရောက်တယ်တဲ့နဗိရောက်တာ မဟုတ်ဘူးเนาะဖခင်ကအဝီစီးငရဲကိုရောက်ရပါတယ်တဲ့ဖခင်ကအဲ့လိုဖြေတာเนาะတရားကမှတွေတတိပြုကြမယ်เนาะ ဲ့တော့ပွဲလဲသဘင်ဆိုတာကုသိုလ်ရာချောင်းအလုတ်လားအကုသိုလ်ဖြစ်ချောင်းအလုတ်လားအလုံးဖြစ်အတန်နဲ့တိုးတယ်အလုံးပြဖြစ်စမ်းကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါနော်ရဲရဲဖြစ်ရဲရဲဖြစ်တာဖះဟောနေတာနော်ဥစဉ်တရားစကားပြောနေတယ်ဆိုတာဥစဉ်အတွေးနဲ့ပြောနေတာမဟုတ်ဘူးဖျားစကားပါနော်ဒါတိတိကျကျမှတ်သားလို့ရတယ်တလာယတနာဝဲကတန်ယုတ်ပါဠိတော်ဃာမဏိတန်ယုတ်တာလပုဒ္ဒသုတ်တန်ထဲမှာဖျားဟောထားတာနော် ဲ့တော့အဝေစင်းငရဲကြမယ်တဲ့ဘုရားကပြောနေတယ်ဘုရားပြောနေတယ်နော်ဥစ္စရဒကာဒကာမတွေပတ်စံအကုန်ခံပြီးတော့အဝေစီးသွားကြောင်းလက်မှတ်ဖြတ်ကြနိုင်တော့မြန်မာလူမျိုးတွေဗုဒ္ဓပူဇင်းကြီးရပွဲဆိုပြီးတော့ဘုရားပွဲကျင်းပါတယ်ခေါင်းစီရတော့တိတ်လှတယ်နော်ဗုဒ္ဓပူဇင်းကြီးရပွဲဘုရားပွဲတဲ့ဒါပေမဲ့လှုပ်လိုက်တာကအဆိုးအငိုးတွေအတိအမောက်အကခုံတွေနဲ့ပွဲလန်းတပင်တွေပါနေတယ် အဲ့ဒီပွားလန်းသမင်ကအကဲအားလုံးပြောစမ်းကုသိုလ်အလုပ်လားအကုသိုလ်အလုပ်လားအဲ့တော့ဦးဇင်းတို့ဖျားကိုပူဇော်တယ်ဆိုတာကုသိုလ်နဲ့ပူဇော်ရမှာလားအကုသိုလ်နဲ့ပူဇော်ရမှာလားကဲစဉ်းစားကြည့်နော်စဉ်းစားကြည့်လိုချင်တာက ကုသိုလ်လုံးမိနေတာကအကုသိုလ်အဲ့တော့ပွဲတစ်ခုကျင်းပါပြီဆိုလို့ချင်းအဲ့ဒီပွဲအတွက်ကုန်ကြစည်အတော်များပါတယ်နော်တော်တော်လေးကုန်တယ်ဆယ်တော်ကြီးတွေပွဲတစ်စိတ်ရလို့ချင်းလဲ ဂုဏပူဇာနော်ဂုံပြုပူဇော်ပွဲဆိုပြီးတော့မြန်မာတွေကျင်းပါတယ်အဲ့ဒီမှာလဲအတီးအမုတ်လေးနဲ့အကအခုံးလေးနဲ့ကုံမြန်မီပတ်စံတွေပတ်စံတွေကုံရင်ကုံတလောက်ကုသိုလ်ရတယ်ဆိုရင်တော့ဥစဉ်တော့မပြောပါဘူးနော်ဟုတ်ပတ်စံတွေကုံပြီးတော့ကုသိုလ်မရတဲ့အပြင်ကဲအားလုံးပြောဘာတွေရလိုက်ကြလဲအကုသိုလ်တွေရလိုက်ကြတယ်ဒါကြောင့်ဥစဉ်တို့ပြင်သင့်တယ်နော်ဥစဉ်တို့တရားဟောတယ်ဆိုတာဘ ഹു သူတာဖြင့်လာဟောတာမဟုတ်ဘူး ဦးဇင်းတို့တရားကမ္မတွေကိုအမားကိုအမားတိုင်းသိစေခြင်းနဲ့အမန်ကိုအမန်တိုင်းသိစေခြင်းနဲ့သိပြီးတော့ပြည့်စေခြင်းနဲ့လိုက်နာစေခြင်းနဲ့မှားရင်ချောင်းချင်းစေခြင်းပါတယ်နော်အကုသို့ဖြစ်တဲ့အလုပ်တွေကိုမလုပ်စေခြင်းဘူးချောင်းချင်းစေခြင်းနဲ့အဲကြောင့်ဦးဇင်းတို့ပတ်စံနေကုန်ပြီးတော့အကုသို့ဖြစ်မဲ့အလုပ်မလုပ်ပါနဲ့ပွဲလန်းတပင်တွေနော်ပွဲလန်းတပင်တွေချောင်းရမယ်မြတ်စွာဘုရားကိုယ်တိုင်အတိအကျဟောတာတာရှိတယ်နော်အေးအဲ့ဒီလိုလဲပြောပြီးတော့မြတ်စွာဘုရားကဆက်ပြောတယ်အေး လူတွေကိုလောဘဒေါသမောဟဖြစ်အောင် လုပ်တဲ့အလုပ်ဖြစ်လို့အကုသိုလ်တွေဖြစ်တဲ့သိရင်အဝေစီငရဲကိုရောက်ရမယ်တဲ့။နော်တကကြီးတဲ့ဆက်ပြောမယ်တဲ့ဘုရားကဆက်ပြောတယ်။အကံ၍သာလေတဲ့နော်။ဒီလိုပွဲလဲတပင်နေကျင်းပတယ်ဖြောပြေးတယ်ဆိုလို့ရှိရင်ကုသိုလ်ရပြီးတော့နတ်ပြည်ကို ရောက်ရတယ်လို့မှတ်ယူနေမယ်ဆိုလို့ရှိရင်အဲ့ဒါမိစ္ဆာဒိဋ္ဌိတဲ့။နော်တရားဓမ္မတွေ ွဲလဲသဘင်ကျင်းပတာဟာကုသိုလ်ရတယ်လို့ထင်နေရင်အလုံးပြောအဲ့ဒါဗာဒိဋ္ဌိလဲအယူမှန်လားအယူမှားလားတတိပြုမယ်နော်တတိပြုမယ်နော်သူများလိန်တာအလိန်မခံကြရစေနဲ့နော်အာတကာကြီးတွေတကမာကြီးတွေပွဲကျင်းပရအောင် ကုသိုလ်ရတယ်အလူငွေထဲ့ပါအောင်လို့ပြောဟာဟုတ်တယ်ဘယ်ဖုန်းကြီးကပွဲကျင်းပတာကုသိုလ်ရတယ်ဘယ်လူကြီးက ဘယ်ဖျားလူကြီးကပွဲချင်းပါတာကုသိုလ်ရပါတယ်လို့ပြောအဲ့ဒါလိန်တာနော်လိန်တာအဲ့ဒါကိုမိမိတို့ကယုံနေမယ်လက်ခံနေမယ်ဆိုရင် အားလုံးပြောတန်မာဒိဋ္ဌိလားမိစ္ဆာဒိဋ္ဌိလားဖျားဟောတာနော်ဦးစင်းပြောတာမဟုတ်ဘူးနော်ဖျားပြောနေတာဒကာကြီးတဲ့ပွဲလန်းသဘင်လှုပ်ပြီးတော့ကုသိုလ်ရတဲ့နတ်ပြည်ရောက်ပါတယ်ဆိုရင်အဲ့ဒါမိစ္ဆာဒိဋ္ဌိတဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိနဲ့သေရင်ငရဲပြေတရိစ္ဆာန်ပြေတဲ့ အယူမှားပြီးသိရင်ဘယ်ပြည်ကိုရောက်မှာငရဲပြည်နဲ့တိရစ္ဆာန်ပြည်အရင်တုန်းကမိမိတို့မှားခဲ့ရင်ပြင်ပါနော်ပြင်ပါဦးဇင်းတို့ဒီနေ့တရားဟောနေတာဘုသူတာပြင်ဟောနေတာမဟုတ်ဘူးပြင်စေခြင်းလို့ဟောတာပါနော်ဦးဇင်းတို့ကဓမ္မဂတိကဘုန်းကြီးမဟုတ်ပါဘူးစာသင်တိုက်ပါစာချဘုန်းကြီးပါစာသင်သားတန်ခါအပါ600ကျော်ကိုဒါစာချပေးနေတာဖြစ်ပါတယ်မအားပါဘူးနော်ဒါပေမဲ့ဒီမှာတရားပင့်တဲ့ဒကာကြီးတွေဒကာမကြီးတွေကနေပြီး ရှင်ဗျာတပည့်တော်တို့နော်သစ္စာဘုရားရှင်ရဲ့ထေရဝါဒဓမ္မဝိနည်းကိုကြားနာခြင်းနဲ့တပည့်တော်တို့ခြောင်ကျင်မှမယ်ပြင်မှမယ်ဆိုလို့ဥစ္စံတို့လာဟောတာဖြစ်တယ်နော်အဲကြောင့်ဥစ္စံတို့တက္ကရာကမတွေကိုတကယ်ကိုပြုပြင်ပြောင်းလဲစေခြင်းပါတယ်ကိုနိုင်ငံကြီးကိုတိုးတက်စေခြင်းနဲ့ကိုသာသနာတော်ကြီးကိုတိုးတက်စေခြင်းနဲ့ဆိုရင်မှားရင်ပြင်သင့်လားမပြင်သင့်ဘူးလားမှားမှန်လဲသိနေတယ်ဆက်ပြီး၆နေအောင်မယ်ဆိုလို့ရှိရင်ဥစ္စံတို့သာသနာတော်ကြီးကတိုးတက်မှာလားဆောက်ရုံမှာလား ဲ့ဥဒ္ဓရောဒကံဒကမတွေရရောတိုးတက်စေခြင်းလားဆုတ်ယုတ်စေခြင်းလားတိုးတက်စေခြင်းပြင်ရမလားမပြင်ရဘူးလားအေးဒါကြောင့်ဥဒ္ဓရောထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ်ကိုမြန်မာနိုင်ငံကိုပြန်ရောက်တဲ့အခါဖြစ်ဖြစ်ဘယ်တော့အခါမှာပတ်စံတွေအကုန်ကြခံပြီးတော့ပွဲလန်းတပင်မလုပ်ပါနဲ့ပတ်စံတွေလည်းကုန်တယ်အချိန်တွေလည်းကုန်တယ်နော်ဥစဉ်တို့အကုသို့လည်းဖြစ်ပါတယ်အဲ့တော့ပွဲလန်းတပင်ကျင်းပါတာကုသို့ရတယ်လို့ မှတ်နေရင်အဲ့ဒါမိစ္ဆာဒိဋ္ဌိတဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိနဲ့သိရင်ငရဲပြေနဲ့တိရစ္ဆာန်ပြေတဲ့ဘုရားဟောတာနော်ဘုရားဟောတာအဲ့ဒီလိုလဲဘုရားပြောလဲပြောလိုက်ကောတာလပုတ္တလို့ခေါ်တဲ့ဇက်စရာကြီးကငိုတော့တာပဲမျက်ရည်တွေတပေါက်ပေါက်ကျငိုတာနော်မျက်ရည်တွေကျပြီးငိုတာမြတ်စွာဘုရားကဒကာကြီးတဲ့ငါအစကတည်းကပြောတယ်လေမဖြေပြရစေနဲ့ငါမဖြေပြရစေနဲ့ငါမဖြေခြင်းဘူးလို့ငါပြောခဲ့တယ်မလား အဲ့တော့မဖြေပြရစေနဲ့လို့ငါပြောခဲ့တယ်လေအခုတော့မိငိုနေရပြီမလားဆိုတော့တပည့်တော်ငိုတာကလေမြတ်စွာဘုရားရဲ့တရားစကားကိုကြားနာလို့ငိုတာမဟုတ်ဘူးဖုရားတဲ့ဘုရားရဲ့စကားကြောင့်တပည့်တော်ငိုတာမဟုတ်ဘူးတဲ့တပည့်တော်တို့ရဲ့ဆရာဆရာသမားတွေကတပည့်တော်ကိုဂျင်းထည့်သွားလို့တပည့်တော်ငိုတာတဲ့နော်တပည့်တော်ကိုဂျင်းထည့်သွားတာနော်ဒီဇက်သပင်ကျင်းပါတာကနော်ကုသိုလ်ရတဲ့နတ်ပြည်ကိုရောက်တယ်လို့တပည့်တော်တို့ကိုလိန်သွားတာ အဲ့ဒါကိုခံပြင်းတာဗျာတဲ့တရားဓမ္မတွေနော်ဟိုဇက်စရာကြီးကတော့ခံပြင်းလို့ငိုတာတဲ့ငါတို့ကိုတတ်တတ်ခြင်းထဲသွားတာနော်ဒီပွဲသဖြင့်ကျင်းပတာဟာကုသိုလ်ရတဲ့နတ်ပြည်ရောက်ပါတယ်ဆိုပြီးတော့တပည့်တော်တို့ကိုဆရာဆရာသမားတွေလိန်သွားတာအဲ့ဒါကိုတပည့်တော်ခံပြင်းတာဗျာဒါကြောင့်တပည့်တော်ငိုတာတဲ့ဥစ္စာတရားဓမ္မတွေလည်းနော်ခြင်းထဲမခံစားရစေနဲ့နော်အဲ့တော့အားလုံးရေရေဝုံပြောနော်ပွဲနဲ့သဖြင့်ကျင်းပတာဒီကုသိုလ်လားအကုသိုလ်လား ပွဲချင်းပါလို့ကုသိုလ်ရတယ်လို့ပြောရင်မိစ္ဆာဒိဋ္ဌိလားတမ္မာဒိဋ္ဌိလားမိစ္ဆာဒိဋ္ဌိနဲ့သိရင်ဘယ်ကိုကြွမှာလဲငရဲပြည်နဲ့တရိษံပြည်သတိပြုကြမယ်သတိပြုကြမယ်နော်အေးအဲ့တော့ဇက်ဆရာကြီးကမစ္ဆာဘုရားကိုတိတ်ကြည်ညိုတာမလို့ကြည်ညိုတယ်လဲဆိုတော့မစ္ဆာဘုရားတဲ့မစ္ဆာဘုရားရဲ့တရားစကားဟာလေအလွန်နှစ်သက်ဖို့ကောင်းလိုက်တာဗျာအလွန်နှစ်သက်ဖို့ကောင်းလိုက်တာနော်မှောက်နေတာကို လှန်ပြလိုက်သလိုပဲတဲ့ရှင်းသွားပြီတဲ့ဖုံးထားတာကို ဖွင့်ပြလိုက်သလိုပဲလင်းသွားပြီတဲ့မျက်စိလေလမ်းမနေတဲ့သူကိုလမ်းမှန်ပြလိုက်သလိုပဲတဲ့တိတ်ချင်းတာပဲဗျာအမောင်ထဲမှာစံတဝါဝါဖြစ်နေတဲ့ပုံကိုယ်ကိုမီးထွန်းပြလိုက်သလိုပဲတဲ့ဦးဇနောတက္ကရာကမတွေရှင်းရလားမသိဘူးအေးဒီတာနာပုတ္တလို့ခေါ်တဲ့ဇက်စရာကြီးကတော့ရှင်းသွားပြီတဲ့သူ့ညံထဲမှာလင်းသွားပြီတဲ့ ီပွဲလန်းတပင်တွေဟာ အကုသို့ပဲတင်းရင်ငယ်ရဲကြမယ်ဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်သွားပြီတဲ့ဘုရားကိုပြောတယ်